ဒီမှတ်စုစာအုပ်လေးရဲ့စာမျက်နှာ14မှာပါတဲ့ကော်လံ30ထဲတောင်ဆွဲနီလေးကိုပြောပြမယ်။အဲ့ဒီကော်လံကိုဂျပန်လေတောင်လို့လည်းခေါ်တယ်၊နန်းတွဲလေတောင်လို့လည်းခေါ်တယ်။နောက်ပြီးတော့ကောင်းမလေးကော်လံလို့လည်းခေါ်တယ်နော်။အဲ့ဒီပတ်တန်ဆွဲနီလေးကိုအခုရှင်းပြမယ်။ ကော်လံလေးရတော့ဒီလိုမျိုးကော်လံထောင်လေးเนาะအဲ့ဒီကော်လံထောင်လေးကိုဒီမှာဆွဲမယ်ဆိုလို့ရှိရင်ဒီကနေဒီအထိကိုကိုယ့်ရဲ့လေပင်ဘေးအကျယ်ရှိရမယ်เนาะအဲ့ဒီဘေးအကျယ်ကိုဘလောက်ဘေးအကျယ်ဖောက်ရမလဲဆိုတာကိုလေပင်ပတ်လေပေါ်မူတည်ပြီးတော့ဆွဲရမှာကိုအရှိမဒီစာအုပ်ကအရှိမပြောပြထားတာရှိတယ်ဒီစာမျက်နှာ6မှာတော့ဒါကတော့လေပင်ပတ်လေပေါ်မူတည်ပြီးတော့ဘေးအကျယ်လေးတွေအောက်ကြလေးတွေကိုကွက်တိဘလို့ ဆွဲရမလဲအတိုင်းတာကိုပြောပြထားတာရှိတယ်ဒီဘေးကျဲတိုင်းမယ်ဆွဲထားလိုက်မယ်ဆွဲပြီးလို့ရှိရင်ဒီဘေးရဲ့အပေါ်တက်တဲ့ကိုဒီကနေအပေါ်တက်တဲ့ကိုတလက်မနဲ့နှစ်စိတ်တက်လိုက်မယ်တက်ပြီးလို့ရှိရင်ဒီလေဘင်းဘေးကနေပြီးတော့ဒီအောက်ကိုပခုံးဘက်ကိုတစ်ခွဲ တက်လက်မခွဲဒီလိုဆွဲမယ်ပြီးတော့ဒီရဲ့အပေါ်တက်တက်ရနေဒီဘက်ကိုတက်လက်မဒါဆိုလို့ရှိရင်လဲပင်ဘေးနားလေးတိုင်လေးရဲ့ပုံစံလေးဟာဒီမှာဆွဲလိုက်မယ်ဆွဲပြီးလို့ရှိရင်ဒီလိုတန်တန်လေးဆွဲလိုက်မယ်ညှက်ရင်ဒီလိုဒီလိုဒီလိုညှက်လိုက်မယ်ဒါဆိုရင်နောက်ချမ်းပြီးသွားပြီဒီရှေ့ချမ်းမှာကြတော့ဒီကနေဒီကိုဒီလိုပဲတင်လိုက်မယ်နောက်ချမ်းကိုရှေ့ချမ်းပေါ်မှာတင်လိုက်မယ်တင်ပြီးတော့ဒါနောက်ချမ်းဆွဲပြီးသား ပြီးတော့မှဒီကနေဒီကိုတက်လက်မှတက်လက်မှယူလိုက်တာကဘလို့လဲဆိုတော့ဒီရှေ့လေပင်ကိုတက်ရင်ဒီနေရာမှာ၄စိတ်ကုန်မယ်ဒီပခုံးတွဲရင်၄စိတ်ကုန်မယ်အတွဲဒီနေ့ဒီနေ့ကတက်လက်မှယူထားတာဒီကကြတော့ကိုလေပင်ကြကျင်တဲ့အကြပေါ့နော်လူတော်တော်များများအတွက်ကတော့ဒီဘေးကနေဒီအောက်ကိုအကြက9လက်မှနဲ့အဆင်ပြေတယ်နော်အဲ့တော့6ခွဲ9 9ခွဲ8အဲ့ဒီပတ်ဝန်းကျင်မှာပဲရှိတယ်နော်လူ အဲထွားတဲ့ပုံအဲပိန်တဲ့အပေါ်မှာမူတည်ပြီးတော့เนาะအဲ့ဒီတော့ဒီလိုကြလိုက်မယ်ကြပြီးတော့မှဒီလိုဆက်လိုက်မယ်ဆက်တော့ဒီအပေါ်ကိုဆက်မယ်เนาะဆက်ပြီးတော့မှဒီနဲ့ဒီနဲ့ဒီတဝက်ကနေဒီရှေ့ကို၄စိတ်နော်လေးစိတ်တင်လိုက်မယ်တင်ပြီးလို့ရှိရင်ဒီလိုမျိုးဝိုင်းဝိုင်းလေးဆွဲလိုက်မယ်ဒါဆိုလို့ရှိရင်ညှက်ရင်ဒီလိုညှက်မယ်ဒီလိုညှက်မယ်ဒီလိုညှက်မယ်ရှေ့ချမ်းလက်ပေါက်ဟိုက်လိုက်မယ်အဲ့ဒါဆိုရင်ဒီလိုမျိုးကော်လံလေးဖြစ်မယ်ချုပ်ပြီးတဲ့အခါကျရင် ဒီကော်လံလေးအတွက်ကိုလေဗင်းကိုညှက်တဲ့အခါကျရင်ဒီကနေဒီလိုဒီလိုဆင်းပြီးတော့ဒီကနေနှစ်ခွဲထိဆင်းပြီးတော့မှဒီလိုဝိုင်းလိုက်မယ်အဲ့ဒါဆိုရင်လေဗင်းကိုထွက်လာတဲ့ပုံစံအားဒီလိုပုံစံဖြစ်သွားမယ်ရှေ့ချမ်းတွေလေဘင်းကိုညှက်မယ်ဆိုရင်လေဒီလိုဒီလိုလာပြီးတော့ဗန်ဒီကနေနှစ်ခွဲရနေမှာဒီကနေနှစ်ခွဲဆင်းပြီးတော့မှဒီလိုဝိုင်းလိုက်မယ်ရှေ့ချမ်းလေဘင်းကိုကတော့ဒီလိုပုံစံဖြစ်သွားမယ်ဒါကလေဘင်းအောက်ကိုဒါပခုံးနဲ့ဒီလိုမျိုးလေးရှေ့ချမ်းလေဘင်းဖြစ်သွားမယ် အခုရှေချမ်းနောက်ချမ်းကော်လန်ထောင်လေးပတ်တန်ဆွဲတာလည်းပြောပြပြီးသွားပြီလေပင်ကိုညှက်တာလည်းပြောပြပြီးသွားပြီအဲ့ဒီလေပင်ကိုကိုတက်တယ်တက်ပြီးလို့ရှိရင်ပခုံးတွဲတဲ့အခါကျလို့ရှိရင်ဘယ်လိုတွဲရလဲဆိုတာလေးကိုလည်းအခုဆက်ပြီးတော့ကြည့်လိုက်ပါဦးနော်ဒါကရှေ့ကျန်းနှစ်ဖက်ကိုလက်ဘင်းကိုကွထားပြီးပြီကွထားပြီးတော့ဒီကပခုံးကိုခါတိုင်းတွဲသလိုပဲတွဲလိုက်တယ်ဒီနေရာတော့မညီဘူးဒါမညီတာဘာလို့မညီတာလဲဆိုတော့ဒီနေရာမှာ၄စိတ်နှုတ်ထားလို့မညီတာ ဲ့တော့ဒါမငီးတဲ့အတိုင်းထားလိုက်မယ်ပြီးတော့ဒီနေရာလေးကဒီလိုပြန့်ပြန့်လေးဖြစ်နေရမယ်ဒီနားတွေကမတွန့်ရအောင်ဒီနားလေးမှာတွန့်လို့ရှင်အင်းကြီးကဝှစ်ရှင်ပုံမကြဘူးသူ့ကိုလက်ဘင်းကိုတင်မယ်ဒီလက်ဘင်းကိုကိုအလိုက်တင်လေးပဲတင်မယ်တကယ်လို့ကိုညှက်ထားတဲ့ဟာနည်းနည်းပါးပါလိုအပ်လိုရာတွေရှိမယ်ဆိုလို့ရှိရင်ဒီညှက်တဲ့လက်ဘင်းကိုနဲ့ဒီကိုခန္ဓာနဲ့ဟို အခုဒီလိုမျိုးပိုသွားပြီဆိုလဲဆွဲပြီးတော့ညီအောင်မလုပ်ဘူးသူဒီအောက်ကလည်းပြပြလေးအတိုင်းပဲလေဘင်းကလည်းပြပြလေးအတိုင်းပဲလေဘင်းကုတ်ကလည်းသူ့ပိတ်ဆတာပြပြလေးအတိုင်းပဲတင်မယ်တင်ပြီးတော့ညင်အောင်လို့ပင်အနဲ့ထိုးမယ်ပင်အနဲ့ထိုးပြီးရင်ဒီဘယ်နေရာမှာပခုံးတွဲမလဲဆိုတော့ဒီချုပ်ရိုး အောက်ကချုပ်ရိုးနေရလေးအတိုင်းပဲဒီလိုမျိုးလေးတွဲမယ်ဒီဒီလက်ဘင်းစုံးတဲ့ဒီလက်ဘင်းရှေ့လက်ဘင်းစုံးတဲ့နေရာလေးမှာဒီလိုအောက်ကိုဝိုက်လိုက်မယ်ဒီအမြင့်နဲ့ဒီအမြင့်နဲ့ဒီအမြင့်နဲ့ညီရမယ်ဒီလက်ဘင်းရဲ့ဒီမှာ ဆုံးတယ်ဆိုလို့ရှိရင်ဒီအောက်ကချုပ်ရိုးလေးအတိုင်းပဲဒီလိုမျိုးချုပ်သွားမယ်ဒါကအောက်ကိုဘလောက်ဝိုက်လဲဆိုရင်ဒါက၄စိတ်လောက်ဝိုက်လိုက်တာပေါ့နော်၄စိတ်လောက်ဝိုက်လိုက်တာဝိုက်လိုက်တာအခုဒီတိုင်းလေးပဲချုပ်မယ်ဒီလက်ဘင်းအထူလေးဆုံးတဲ့နေရာဆိုအောက်ကိုစိုက်မယ်စိုက်ပြီးဒီလိုလာမယ်ဒီနေရာကနေဒီလိုဆင်းသွားမယ် ဆက်နဲ့ချုပ်လိုက်ပြီးနော်ချုပ်ပြီးလို့ရှိရင်ဒီမလိုကိုမလိုခြင်းနဲ့အပိုင်းတွေပေါ့နော်ကြီးနေတဲ့အပိုင်းတွေကိုညှပ်ထုတ်ပြလိုက်မယ်ညှပ်ထုတ်ပြီးကတိရပေးမယ်ဒီလိုဝိုင်းနေတဲ့နေရာလေး ဒီအချီချိုးကို ရောက်ကမယ်ဒီကကြီးရာကဒါပေမဲ့ဒီအချီချိုးကတော့မပြတ်ရဘူးအခုဒီနေရာလေးကဓာတ်ဆက်မလိုက်ဘူးဒီဘက်နေရာလေးမှာဓာတ်ဆက်လိုက်မယ်ဒါဆိုရင်ဒီလိုမျိုးလှန်ပြီးတော့ လှန်ပြီးတော့လေးဖို့တိုက်လိုက်မယ်ဆိုရင်ဒီလိုကော်လန်ထောင်လေးဖြစ်သွားတယ်ဒီလိုဒါလေးကဒီမှာပခုံးတွဲထားတယ်เนาะဒီလိုမျိုးလေးအဲ့ဒီလိုမျိုးဒါကော်လန်တစ်ဆက်တည်းတောင်းရယ်ပခုံးတွဲပုံတွဲနေ အခုလိုမျိုးပတန်ဆွန်းနီးလေးတွေကိုအရှိမှလည်းအငဲတန်းတင်ပေးခဲ့တယ်။ဒါပေမဲ့လည်းမမြင်သေးတဲ့လူတွေကလာလာပြီးတော့ဂျပန်လေတောင်လေးဆွဲပြပါအောင်ဒါလာပြီးတော့မေးကြတယ်ပေါ့။အဲ့ဒါကြောင့်မလို့အဲ့ဒီလူလေးတွေမမြင်တဲ့သူလေးတွေလည်းမြင်သွားအောင်လို့ share ပေးကြပါနော်။အခုပြောပြသွားတာမှနားမလည်တာရှိလို့ရှိရင်လည်း comment လေးရေးထားပေးပါ။နောက်လည်းတင်ပေးအောင်မှာမို့လို့ဒီ account လေးကို follow လုပ်ထားပေးပါ။